အားလုံးပဲမင်္ဂလာပါမင်္ဂလာပါ Going by YouTube channel တိတော့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့တွေမနေ့ကတော့ကျွန်တော်ဗီဒီယိုတော့မရိုက်တင်ပေးခဲ့ဘူးเนาะဟုတ်ပြီအဲ့တော့ဒီနေ့မှကျွန်တော်စနေနေ့စနေနေ့မှဆိုကျွန်တော်တို့ပွဲစဉ်တွေကတော့အများကြီးပဲလီကြီးလေးလီပွဲစဉ်တွေပေါ့เนาะအဲ့တော့ဒါ mouse key ကောင်းတဲ့ညီကိုတွေ mouse key တွေပြလို့ရပြီတကယ်ကိုကျွန်တော် head to head ဆော့ကျင်တဲ့ညီကိုတွေအားလုံးပဲပေါ့เนาะဒါဒီနေ့ကိုတကယ်ကိုဒါကိုယ့်ရဲ့ ဒီဟိုဘယ်လိုပြောမလဲစကေးကြီးပြမယ်အခြေရောက်လာပြီပေါ့နော်ထုံးတဲ့နိုင်မှာကျွန်တော်တို့နေ့စဉ်တပွဲကောင်းပွဲစဉ်တွေတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့တပွဲကောင်းပွဲစဉ်တွေတင်ဆက်ပေးမယ်အဲ့တော့ဒါကျွန်တော်ရဲ့ရွေးချယ်ထားတဲ့တပွဲကောင်းပွဲစဉ်တွေကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီအဲဒီကျွန်တော်မြန်မာစံတော်ချိန်၈နာရီ30မှာကစားမယ်ကျွန်တော်ညူကစင်နဲ့ဖူဝမ်ပွဲလေးကိုလူလူချင်းနဲ့သုံးသပ်ပေးခြင်းနဲ့အဲ့တော့ညီကိုမြတ်ကလည်းဒီဗီလေးကိုအဆုံးမကြည့်ရှုပေးဖို့ကြောင်းနေတယ်မတားရခလိုက်ပါတယ်ပထမအောင်နေတဲ့ညူကစဲတင်းကအခုလက်ရှိပေးရတဲ့ဘောဒီဇီရန်ဒီ1.20ဘောဒီဇီရန်ပေးထားတဲ့ဂိုးပေါင်းဇီရန်မှာတော့နှလုံးနှုတ်တရာဂို ပေါင်းစီနဲ့ပေးထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေသူတို့ရဲ့ head to head တွေ့ဆုံခဲ့တဲ့ဒါ technical လေးကျွန်တော်တွားကြည့်မယ်ပြီးတော့ကျွန်တော်တွေ total ပြိုင်ပွဲဆိုကြည့်အောင်ကြည့်ရှုံးလေးကျွန်တော်တစ်ချက်တွားကြည့်မယ်အဲ့တော့ညီကိုတွေတစ်ချက်လောက်လိုက်ကြည့်ပြီနော်ဒီနေ့တင်းရဲ့ head to head ကျွန်တော်ကြည့်မယ်ဆိုရင်ဒါတစ်ရက်နဲ့နှစ်လပိုင်းတော့ကညူကဆယ်အိမ်ဝင်းမှာပဲညူကဆယ်ဒီ1.50 body zone နဲ့ပေးထားပြီးတော့1.2ဆိုပြီးရလက်လေးနဲ့ full one တင်းကိုရှုံးနေထားတယ်ပြီးတော့ full one အိမ်ဝင်းမှာလည်းညူကဆယ်ကဒါကျွန်တော်တို့ အဝေးကွေးကနေပြီးတော့လေ90ဘောလီဇေတန်ပေးတာပြီးတော့3-1ဆိုပြီးရလိုက်လို့ကျွန်တော်ရှုံးနေတာတဲ့ဖူအန်အင်ကွင်းမှာပဲညူကဆေးရတာအဝေးကွေးကနေပြီးတော့ဒဲဒဲပေးတာပြီး0-1ဆိုပြီးရလိုက်ကိုရှုံးနေတာအဲ့တော့ကျွန်တော်တို့အခုချိန်သူတို့ရဲ့ head to head ဘောလီဇေတန်ကျွန်တော်ကြည့်မယ်ဆိုညူကဆေးသည်ဖူအန်သင်းကိုအင်ကွင်းဝေးကွင်း head to head ဘောလီဇေတန်ပုံနိုင်ခြင်းမရှိတော့ကျွန်တော်မြင်ရတယ်အဲ့တော့ဒီနေ့မှာရောညူကဆေးသင်းသည်ဖူအန်သင်းကိုဘောလီဇေတန်နေ အသင်းကောင်အနိုင်ရရှိပါမှာဗောနော်အဲ့ဒါကိုကျွန်တော်စဉ်းစားမယ်ပြီးတော့ဒီနှစ်သင်းရဲ့တွဲဆမှုတိုင်းမှာဖူဟန်သွင်းကအမြဲတမ်းအသာစီးရနေတဲ့ဟတ်တူဟောကိုကျွန်တော် မြင်ရတယ်ဒါကိုမှဘာဖြစ်လို့ချင်းဖူးနဲ့ပိုကီသည်1ပေါင်း30 1 20ဘောလီဇီတန်ပေးရတာလေအဲ့ဒါလေးကျွန်တော်တစ်ချက်တော့စဉ်းစားမယ်အဲ့တော့ဘုလက်ရှိဒါကျွန်တော်တို့နယူကာဆယ်ရဲ့ဒါကျွန်တော်ပြိုင်ပွဲဆုံးအဲကစားခဲ့တဲ့၃လေးပွဲတော့ကျွန်တော်ကြည့်မယ်ဆိုနယူကာဆယ်သည်ဒါပြီးခဲ့တဲ့ရက်ကပဲဒါကျွန်တော်ချန်ပီယံလိဘင်ဖီကာကို1ပေါင်း50ဘောလီဇီတန်ပေးထားပြီးတော့3ဆီးဆိုပြီးရလက်လေနဲ့ဂိုးပြက်ချီပြက် အနံ့ရရှိအောင်ကစားရတယ်ပရီးမီးယားလိမာတော့ဒါ Brighton ကို Wigan နေကို2-1ဆိုပြီးရလက်နေတယ်ရှုံးနေခဲ့တယ်အဲ့ဒီပွဲဆိုလေဒါပွဲပြီးခံကြီးမှ Brighton ကဂိုးသွင်းလိုက်လို့ဒါပဲ Newcastle တို့တော့ဒါအမတ်တွေဆုံးရှုံးခဲ့ရတာဗောနော်အဲ့တော့ကျွန်တော်တို့ဒီဒီ Newcastle ပြိုင်ပွဲဆိုကစားတဲ့ညီကိုတွေဒီ Newcastle သတိထားမိတဲ့ညီကိုတွေရှိကောင်ရှိနိုင် Newcastle ဒီအဝေးပွဲမှာဒါပဲကျွန်တော်ပြောနေကြတိုင်းပဲအိမ်ဝင်းရလက်တွေအဝေးပွဲမှာဒါကျွန်တော်တို့ဒါပြိုင်ပွဲကရလက်တွေမကောင်းရင်မကောင်းမယ်အိမ်ဝင်းမှာတကယ်ကောင်းတဲ့အသင်း သူတို့ရဲ့ဒါကျွန်တော်တို့နီးပြပိုင်းပဲကြီးကြီးကျတော့ကစားသမားတွေပဲကြီးကြီးဘလို့များအိမ်ဝင်းမှာကျွန်တော်အမြင်နဲ့ပြောနေသလိုခွေးပန်နွားကန်ကျွဲရုံနွားရုံဘလို့များကန်လဲမသိဘူးဗောနော်အိမ်ဝင်းမှာတော်တော်ကိုယုံပြီး ကစားတဲ့ကစားမှာပြောမဲ့တော့ကျွန်တော်တို့အိမ်ဝင်အားစာချက်ကိုအားပြုပြီးတော့ကစားတဲ့ဒါညူကဆယ်အသင်းတပတ်ကဖူဝန်ကြောကြည့်မယ်ဖူဝန်ဆိုလဲကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေဒါရလပိုင်းတွေမှာဆိုးရွားလာတာပါတဲ့ချက်စည်းကိုတူးစည်းနဲ့ရှုံးနေခဲ့တယ်အက်စတွန်ဗီလာကို3-1နဲ့ရှုံးနေခဲ့တယ်ဖုံးမောက်ကို3-1နဲ့ရှုံးနေခဲ့တယ်အဲ့တော့ ူဝန်ဒီလဲအဝေးဝန် current form မှာတပြည့်ပြည့်နဲ့ကျွန်တော်တို့၃ဘွဲ strike ဒီအဲကြီးတွေဈေးတွေရှုံးလာတာကျွန်တော်မြင်ရတယ်ပြီးတော့ဒါကျွန်တော်တို့ရေဒါအဲကိုပြက်ခြေပြက်ပေါ့နော်အဲကျွန်တော်တို့ဒါသူတို့နဲ့ခြေသူရှိတဲ့အသင်းဝင်တော်မှာဒါသူတို့နောက်တန်းပိုင်းက၃လုံးနဲ့အထက်ကိုပေးရတယ်ဆိုတော့နျူကာဆယ်ကိုဒါကျွန်တော်တို့ဒါဒီတိုက်စစ်ဂျာမန်တိုက်စစ်နျူကာဆယ်တို့လို့ဒါကျွန်တော်တို့ဒါကွက်တွေကောင်းတဲ့ကစားသမားတွေဖစ်စကယ်ရဒါလုံးဝအတက်ကင်းကောင်းတဲ့ကစားသမားတွေရှိတာဆိုတော့ ဖူဟန်ရဲ့နောက်တန်းကတော့ကျွန်တော်ကတော့ယင်လေးစရာပဲလို့ကျွန်တော်တို့မြင်တယ်ဗောနော်အဲ့တော့ဖူဟန်ပြိုင်ပွဲဆိုကျွန်တော်ကြည့်မလို့ဖူဟန်ဒီလဲသူ့ရဲ့အိမ်ကွေးမှာအာဆင်နယ်ကိုဒါတေကြခဲ့တယ်ကျန်တဲ့ကျွန်တော်ဖုံးမောင်းလို့အက်စတိုဗီလာလို့ကျွန်တော်တို့ချယ်စီလို့ဒါရှုံးနေခဲ့တာဆိုတော့ဖူဟန်လည်းအခုလက်ရှိကာရန်ဖော့တုံးလေးပွဲလောက်လုံးဝပြတ်နေတာကျွန်တော်မြင်ရတယ်ပြင်းပြလေးရဲ့တေဗယ်လေးတစ်ချက်ကြည့်အောင် ်ပရီးမီးယားလိကျွန်တော်တေဘယ်ကိုကြည့်မဲ့ဆိုညူကာဆယ်ဒီအဆင့်၁၄မှာရှိတယ်ဒီဖူဟန်ဒီအဆင့်၁၅မှာရှိတယ်အဲ့တော့ရမတ်တွေကတော့အဲ၉ရှစ်ပေါ်အပေါ်အောက်လေးပဲဖြစ်နေတာဆိုတော့ဘယ်အသင်းကပို့ပြီးတော့အနိုင်ရရှိအောင်ကစားသွားမလဲဆိုတော့ကျွန်တော်တိတ်ဝင်တာစောက်ကြည့်ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဖြစ်နိုင်ခြေရှိတဲ့လူရဲဆင်းရဲကြည့်မဲ့ဆိုလူရဲဆင်းရဲလည်းကျွန်တော်ပြောနေကြတိုင်းပဲဘာမှအရင်ပြောပြရမလို့တိုက်စစ်မှာဆိုကျွန်တော်တို့ဒါညူကာဆယ်တိုက်စစ်မှာဆိုဝယ်တီမိတ်ရှိမယ်ဘယ်တော့မှညာတော့မှမဂရာဒူနို့မာဖီယိုရှိမယ်ကွင်းလည်းမှာတော့ကျွန်တော်အမြင်နဲ့ပြောနေကြတိုင်းပဲခွေးလုံးနွားလို့ကဲ န်နဲ့တကယ်ကိုရုံအောင်ကောင်းကောင်းနဲ့ကျွန်တော်တို့ဂျိုလင်တန်တို့ဂရူမီရက်တို့ဒီကျွန်တော်တို့တူနာလီတို့သူတို့ကလည်း brother တို့ကျွန်တော်ပြောနေကြတိုင်းပဲလုံးဝကိုအရှင်းအောင်လုံးဝကိုဒါအတက်စင်စော့ပေးနိုင်တဲ့ကစားသမားတွေအဲ့တော့ဘာမှကိုဗျာကျွန်တော်ခုနပြောသလိုပဲပြောမယ်ဆိုနျူကာဆယ်ရဲ့အင်ဝဲကဘာမှအပြစ်ပြောကြရမလို့အသင်းကြီးတန်းကိုလည်းဒုက္ခပေးနိုင်ဖြစ်တော်တော့ကြောင့်ယူကာဆယ်အနေနဲ့ပုတ်ပုတ်ပပလေးအနိုင်ရမဲ့သုံးမှတ်ကိုကျွန်တော်တို့ရှာသွားမယ်လို့ထင်တယ်ပြီးတော့လည်းပေးထားတဲ့ body scene နဲ့ဒီလောက်တိ နုကတဲ့ဒီပူဟံကိုအဘက်ဘက်ကနေကျွန်တော်တို့ဘော်ရီဈေးတန်းကျနေတယ်အသင်းကလည်းရှုံးနေတာတော့မှကြီးဖွင့်တဲ့ပူကီဒီနုက10ကို1ပေါင်း10 1ပေါင်း20နှလုံးသွင်းကျွန်တော်တို့အဲ့လောက်ထိပဲဒါကျွန်တော်တို့ထိုးသားတွေကိုပျော်ရွှင်ဖွင့်ပေးရတယ်ဆိုတော့ကြီးဖွင့်တဲ့ပူကီဒီနုက10ဘက်မှာယက်တည်နေတယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကျွန်တော်ရဲ့ဒါဒီနေ့ညစိတ်ကြိုက်တပွဲကောင်းကိုရွေးချယ်ပေးပါဆိုရင်တော့ကျွန်တော်ကတော့ ဘူဂီနောက်ပဲကျွန်တော်လိုက်ခြင်းနဲ့ဘူဂီနဲ့ပဲရက်တိခြင်းနဲ့အဲ့တော့ကျွန်တော်ရဲ့စိတ်ကြိုက်ဘွဲကောင်းတော့အိမ်ဝင်အားသာချက်ရှိတဲ့မြူကစေပေါ်လေးနဲ့ပဲရက်တိခြင်းပါတယ်ဒီလိုမျိုးနေ့စဉ်တပွဲကောင်းလေးတွေကိုတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်ရဲ့ကိုယ်မာ YouTube channel တိုးတိုး channel လေးကို like and subscribe လုပ်ပေးတာပါညီကိုတို့ရဲ့အမြင်တွေရှိကွန်မန့်တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ညီကိုတို့ရဲ့အတွေးတွေရှိတယ်ဆိုကွန်မန့်တွေမှာဝင်ရောက်ပြီးတော့ပြောသွားလို့ရတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ပြောချင်တာဒါကျွန်တော် Telegram channel join လုပ်ဖို့ Telegram channel join နေတာတွေဆိုတော့ညီကိုတို့နဲ့ကျွန်တော်တို့ဒီဒါ YouTube တို့ တော့မှကိုလည်းဒါအပြန်နဲ့စကားတော့မပြောပြခဲ့ဘူးဒါပေမဲ့ Telegram channel မှာတော့ကျွန်တော်နေ့စဉ်ဒါပေါက်ကြီးလေးတွေနေ့စဉ်ကျွန်တော်ရင်ဒါချေးပြင်းသွားတာတွေချေးပြော့သွားတာတွေကျွန်တော်ကအတူတိတ်တင်ပြီးနေတာဖြစ်တဲ့အတွက်ညီကိုတို့ဒီ Telegram join လုပ်ရတယ်ပြီးတော့လည်းဒါအခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အရာတွေညီကိုတို့လည်းဒါကြားရင်လည်းကြားပြီးသွားမယ်ဘောနော်ကျွန်တော်တို့ဒါဟာသော site မှာတချို့လူတွေဒါဖန်စီခံနေရတာကျွန်တော်တို့မြင်ရတယ်အဲ့တော့ကြောင့်မလို့ဒါသူတို့အတွက်လည်းကျွန်တော်အနေနဲ့ဒီညနေပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ညီကိုများသည့်လည်းအဲကျွန်တော်တို့ ော့စိတ်ငူဘာလဲကျွန်တော်တို့ဒါနိုင်ငံခြားမှာဆိုတော့ဘာမှစိတ်ပူစရာမလိုဘူးเนาะအဲ့တော့ညီကိုများအနေနဲ့ငွေကြေးပိုင်းမှာတရားရာခိုင်နှုန်းယုံကြည်စိတ်ကြကြတယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြော်ကြံပေးထားတဲ့ယူဘာမာလာရော့ဆော့ကစားနိုင်တယ်ယူဘာမာလာရော့ဆော့ကစားယုံတဲ့ညီကိုတို့စီ2025 2026ပြိုင်ပြီးမှာပွဲမြန်တရားစီစားလို့ရရှိမှာပဲဖြစ်တယ်ပြီးတော့လေကျွန်တော်ကိုယ်တိုင်ရှိတဲ့အတွက်ကြောင့်မလို့ဘာမှငွေကြေးပိုင်းမှာစိုးရင်စရာမလိုဘူးပြီးတော့လေကျွန်တော်စီမှာတော့ဒါထမ်းရောက်နေတဲ့ညီကိုများခိုင်းပန်ရှိုံနဲ့ဆော့ကစားလို့ရပြီဆိုတော့ကြောင့်ဒီနေရာကနေပြောခြင်းနဲ့ထပ်ပြီးတော့ပြောခြင်းလာကျွန်တော် င်းစီမှာ BNB package ဝယ်ထားတဲ့ညီကိုများကျွန်တော်တို့မြန်မာနိုင်ငံညီကိုတွေရှိမယ်ထိုင်းကညီကိုတွေမလေးကညီကိုတွေကိုရီးယားညီကိုတွေဂျပန်ညီကိုတွေအဲ့တော့ ဒီနေရာနေကိုအဲ့ဒီညီကိုတွေစုငေါတောင်းမင်းကျင်တဲ့ညီကိုများလုပ်ငန်းကံရများအစီအမီချုံးဝဲကြပါသည်ချမ်းသာညီကိုကြီးချမ်းသာကျင်တဲ့ပြည်စုံကြပါသလိုပြောကြရင်းနဲ့ပဲနေ့ညမြန်မာစံတော်ချေ၈နာရီ၃၀မှာကစားမယ်ယူကဆယ်နဲ့ဖူဟန်မှာဆိုရင်တော့ကျွန်တော်ကတော့ယူကဆယ်ဘော်ဒီကိုဖိတ်ကြိုက်တဲ့ဘွဲကောင်းအဖြစ်ရွေးချယ်ပေးနေပဲဒီပီလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့ညီကိုတယောက်စီတိုင်းချမ်းသာချမ်းသာကြပါချမ်းသာချမ်းသာကြပါအားလုံးပဲဂုဏ်လက်ပါဂုဏ်လက်ပါနော်